ပါရှင် Mew Family Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်ဆီယာမီဘူးလေးရေးသားတဲ့မိခသမရာကန်းချီမာဆိုတဲ့ဝတ္ထုတူလေးကိုဖတ်ပြပေးချင်ပါတယ်နားဆင်ခံစားပေးကြပါအောင်ရှင်မိခသမရာကန်းချီမာဒီတခါပဲစီဟုတ်တိတတိကောင်းရင်ဇာပီးမျိုးပြန်ပြီး တော်ရကြီးကျောင်းမှာဆုံးကပ်အလူလုတ်လိုက်အောင်မယ်လို့ကြမ်းစည်းနေတာ၃နှစ်ကြာမှအဆင်ပြေတော့တယ်ကိုဆန္ဒပြည့်လို့ပြောရတဲ့ပီတီကိုကိုချမ်းမြေတမြင့်မြေခန်းစားရင်သူ့လူချင်းမညာကြီးကြီးပြပြခွင့်ပြုလိုက်တဲ့ဇနီးတဲ့ဖွေးနဲ့ဒီသားသူဝင်တွေကိုလည်းသူကျေးဇူးတင်မိခဲ့တကယ်တော့ကိုချမ်းမြေကညောင်လေးပင်အနာကပစုံများစွာကမဖူဖွေးဦးကအထက်အညာကထီးကျိုင်သူဦးစာရင်နဲ့ညာနဲ့မောင်နဲ့မျိုးစုံနဲ့တွေဘယ်မှာဘလို့စီဝေးတိုင်းမင်ကြရမသိဘူး ညနေမောင်ကလည်းလက်ဖြောင်းနဲ့ညနေမှာညုံဆောင်နဲ့တွေ့ရလဲသူတို့နှစ်ယောက်ချစ်ကြအထင်ပါရဲ့မန္တလေးမြို့မှာသူတို့နှစ်ယောက်ကိုပေါင်းဖက်ပေးလိုက်တယ်မန္တလေးမြို့ရဲ့တီးနှံရောင်းဝယ်ရေးလောကကုန်စည်တိုင်းမှာအာမန်ဝိစာပွဲလေးတလုံးပိုင်းသူကောရဲလို့တင်ငယ်နေလို့မဖြစ်ဘူးဘွဲကဘွဲတသက်အရောင်းဝယ်ကတသက်အရေးကြီးတာကလူရှင်တော်ပြောပြောရရင်အပြောလီမှရင် လေးမျက်နှာအလကားစီရတယ်ဆိုမဟုတ်လားဘာမှမဟုတ်တဲ့သူတွေအများကြီးဟုတ်တဲ့သူတချို့ သိဟုတ်တဲ့လူတစုအကြီးကျယ်ဟုတ်နေကြသူတွေနဲ့ဖွဲ့စည်းထားတဲ့ကုန်စည်တိုင်းမှာကိုချမ်းမြေဝင်ဆန်းနေသူ့ကိုချစ်တဲ့ခင်တဲ့သူတွေရှိတယ်။ဝါရင်ပွဲစားကြီးငယ်တို့ကခင်မင်းကြတယ်။သူကလည်းအတွေ့အကြုံများသူတွေရဲ့စကားကိုမပယ်ရှားဘူး။အရှုံးနဲ့အမျက်နှစ်မျိုးရဲ့ရှိတဲ့သူတို့လောကမှာကိုချမ်းမြေတယောက်တခါတလေအရှုံးနဲ့ပြီးအမျက်များခဲ့တယ်။တချို့နှစ်တွေကြတော့အမျက်နဲ့အရှုံးနဲ့တဲ့အခါလေးကြုံရတယ်။ကိုချမ်းမြေအသက်ရွယ်နဲ့ ဇာတိကိုခိတပြန်ပြီးအလှူဒန်းလေးပေးစီဦးမယ်ဆိုတော့ဒါရုခေါ်သူလည်းရှိထူးထူးဆန်းဆန်းကျဉ်ကျဉ်ဖန်ဖန်ကွာဘလောက်ချမ်းသာနေလို့လဲဒီမောင်ကြောင်တောင်တောင်ထင်ပါရဲ့ဆိုသူဆိုခုနှစ်ရက်သားသမီးအမြင်ခုနှစ်မျိုးရှစ်မျိုးပေါ်လေဇာတိရွာလေးကခွာခဲ့တဲ့နှစ်တွေကမနေမနောဆိုတော့ဇာတိကိုလွမ်းတဲ့စိတ်လည်းပါသလိုအဓိကကတော့သူ့အပေါ်မှာမိဘတစ်ဖွဲ့ထင်းချောင်းသွန်သင်ခဲ့တဲ့တော်ရကြီးဆရာတော်ကိုကြော့ချင်တာကအဓိကလေး ွဲယုံကိုဇနီးတဲ့ပူဖွေးဦးကိုခစ်တာလွှဲခဲ့တယ်။မောင်တထမ်းမတရွယ်လုတ်ကင်နေတဲ့ပွဲယုံဆိုတော့သူသွားမဲ့လေးငါရဲ့ခရီးမဆိုထားနဲ့ဒီထက်ကြားလဲမပူဖွေးဦးဦးစီးနိုင်မယ်။ဆက်သွယ်ရမယ့်တယ်လီဖုန်းနံပါတ်တွေကိုချဲမြေရမှအစအုပ်ပြန်လည်နေရသေးတယ်။မအုပ်ကဖုန်းနံပါတ်အတော်များများအလွတ်ရနေရဲ့လေ။ဒီတီတွေအပြောတွေနဲ့ကျေနပ်မှုတွေရင်မာပိုက်လာခဲ့တဲ့ကိုချမ်းကြီးတွေကညောင်လေးပင်ကဆွေမျိုးတွေကိုကြိုပြောမထားသလိုငယ်သောငယ်ချင်းတွေဖြစ်ကြတဲ့အောင်ကျော်မိုးတို့ညံလင်းတို့ကိုလည်းကြိုတင်ပြောမထားဘူး။ မမျောလေးနဲ့တွေ့ကြရပြီးဝမ်းသာထွက်ရှင်ကြအံ့ဩသွားတဲ့အရာတော်ကိုသူခံစားချင်တာလေ။မျောလေးပြန်ရောက်တော့ဆိုင်ကတက္ကစီတစ်စင်းငှားပြီးတောရကြီးဆရာတော်ကိုအရင်ဆုံးဥခိုက်တယ်။လူစရာထိုးမုံလားမုံလေးကတ်လူပြီးစွန့်ကပ်ဖို့လဲလျှောက်ထားတယ်။ဆရာတော်ခမားဒီပြင်တနေတကြီးကဧည့်သည်တကာတကမတွေကြားမှာအခုလိုအစဉ်တွေရှိရဲ့သူတကြီးနဲ့တွေ့လိုက်ရလို့ဝမ်းသာတော်မူတာအမှန်နဲ့။တကားလေးချမ်းကြီးရဲ့မိသားစုအကြောင်းစီးပွားရေးအခြေအနေကိုဆရာတော်ကစူးစမ်းတယ်။ ဲ့တယ်ရီရှိပြီမဲ့သူကလည်းအပိုးလုံးမပါပဲဟုတ်တိုင်းမှန်ရှောက်တင်မိရဲ့အခုလိုလှူနိုင်တန်းနိုင်မို့သူစူးစောင်းခဲ့ရပုံလေးကို ပြန်လဲတင်ရှောက်မိတယ်ဆရာတော်ဥမြင့်ချကတော်ပြီးတော့တငယ်ကြီးအောင်ကျော်မိုးနဲ့ညံလင်းတို့စီအရင်သွားတယ်ငားလာတဲ့တက္ကစီဆန်ကေကိုညံလင်းအိမ်မှာတန်းဖြုတ်ပေးလိုက်တယ်ညံလင်းကတစ်ဆင့်သူ့ကိုအောင်ကျော်မိုးလက်အပ်တယ်တငယ်ချင်းတွေတွေ့ယူလာတဲ့လက်ဆောင်ကလည်းဆရာတော်ကတ်တဲ့ထိုးမို့ငားမို့အမျိုးတူတစ်စိတ်တူတွေပါပဲ။ ။တငယ်ချင်းတွေခင်ဗျာဆရာတော်ဝမ်းသာတာတဲ့မရော့သလိုအံ့ဩတာနဲ့ပြောတာပါပိုသေးတယ်။ပြီးတော့သူတို့တငယ်ချင်းတနေ့တစ်ကြိမ်မှာအဆင်ပြေနေတယ်ဆိုတော့မပြောဘူးသူရှိမလဲ။အောင်ကြုံမှုကပဲသူ့ကိုမော်တော်ဆိုင်ကယ်ပေါ်တင်းပြီးစက်ယုံလန်တဲ့ကအကိုဝင်ခွဲအမဝင်ခွဲတွေဈေးရှိလန်တဲ့ကညီတွေနှမတွေစီလိုက်ပိုးတယ်။ဦးလေးအရွယ်တွေလည်းဆန်ဖြူကြဒေါ်ကြီးအရွယ်တွေလည်းတွားကျူကြတချို့လည်းချင်းချက်မှမှတချို့လည်းချင်းချက်သာသာတွေ့ရတယ်။ငွေနဲ့ကြီးနဲ့ကတော့တင်တူငွေနဲ့ကြီးနဲ့ကတော့တယ် ဝေကြီးအပြင်ထိုးမုံနှမ်းမနေပါထဲကြော်သေးတဲ့သူကိုထိုးမုံနှမ်းမနေသူထဲကြော်တယ်လေဆွေမျိုးတွေကမပွေဦးနဲ့ကလေးတွေမပါပဲသူ့ကြည့်လာလို့တိတ်ကြည့်နေကြဘူးမပုံနောက်တစ်ခါမိသားစုနဲ့လာဖို့ဝိုင်းပြောကြတယ်ကုချမ်းမြင့်စစ်ခဲမှာလဲနောက်တစ်ခါလာရင်မိသားစုစုံစုံညီညီလာကြဖို့ဆုံးဖြတ်ပြီးသားအောင်ကျော်မိုးရဲ့ဆိုင်ကနောက်မီးမှာထိုင်းရင်ငယ်ပေါင်းငယ်ဖြစ်တွေကိုပြောကြရဲကြနေငယ်ဘဝကိတ္တပြန်ရောက်သွားကြတယ်စကားတွေပြောစရာတွေမကုန်နိုင်ဘူး စံကေတန်ကိုလွှမ်းအောင်အော်ပြောနေလိုက်ကြနဘေးကလူတွေတောင်လှဲ့ကြည့်ကြရတယ်။လူစုံမျိုးရွာထိရောက်တဲ့အထိပြောမကုန်ကြောင်းတကယ်လည်းတညလုံးမိုးလင်းထိုင်ပြောကြရင်တောင်မှပြောစရာတွေကုန်နိုင်မွေမရှိဘူး။ချွာလေးရပါမဟုတ်ဒီပတ်တိမကြောင်းလေးပါဘူး။ကိုကိုပင်ကြီးတွေအုံမြင်တွေနဲ့အုံဆိုင်နေတော့မင်းလေး။အေကိုကိုအင်းညူညူလေးတွေနဲ့ဖွဲ့စည်းထားတဲ့ရွာလေးဟာကို့အလုပ်ကိုလုပ်နေကြတာမို့မော်တော်ဆိုင်ကတစ်စင်းရွာထဲဝင်လာတာလည်းဘာမှထူးဆန်းတဲ့ကိစ္စမဟုတ်ဘူ ော်တော်ဆန်ကတက္ကစီတွေဥလိုဟိုသွားလာဝင်ထွက်နေကြရွာလေးမဟုတ်လားသူတို့ညီသူတို့အကိုသူတို့ဥလိတော်သူကိုရုတ်တရက်တွေးလိုက်ကြခြင်းမှာတော့ရွာဖျားမှာစီကနေတစ်ချက်ဖြစ်သွားတယ်မိသားစုနှစ်စုကြံသေးပေမဲ့မိသားစုဝင်နေအိမ်မှာချိန်ထားသလိုစုံစုံညီညီတွေ့ရတယ်ကိုဖိုးတောင်ကရွာလယ်မှာစပားကုံတဲ့တယောက်နဲ့ချင်းဆူထားလို့သူတယောက်ပဲလိုက်ခေါ်ခိုင်းရတယ်မအီတို့မတင်းတို့လည်းအိမ်မှာရှိကြတယ်ကိုအင်းကတမင်းလာဆောင်ဒီအင်းကလက်ဖက်ရည်တောက်လောင်းဖိတ်တဲ့အခါ ်သူချင်းကြီးကဘာမှဒုက္ခမရှာစမ်းနဲ့ဂျုံမဲ့အချင်းဂျုံနာရှိတာစားမယ်လို့ပြောပြီးညင်းရတယ်တကယ်လို့တောရစီကျောင်းကိုမန္တလေးမဟာဝိသုဒ္ဓါယုံတိုက်တကအဝါစုဆရာတော်ဘုရားကြီးကကြွရမလာခဲ့ရင်တကယ်လို့ဝါစုဆရာတော်ကြီးကြွရလာပါလေတောရစီဆရာတော်ကကျောင်းသားမောင်ချင်းကြီးကိုထဲမတွက်လိုက်ဘူးဆိုရင်သူချင်းကြီးလည်းသူ့အကို အမရင်းညီမရင်းလို့ခြေကလုံးတွေမှာတမန်းစီတွေတက်ပြီးခြေချောင်းလေးတွေကြားမှာတဲဝဲတွေစားခြင်းစားနေပါပဲအခုလို့ဆင်ချောက်ကောင်းဖက်နဲ့တို့ ။ငါမလာကလေးပါတော့ဝေးလို့သူ့ကိုအမရီလိုကားတော်ရဖက်နဲ့ချက်ပေါင်ဖက်နဲ့စီးနေရမှာပဲ။စကားရိပ်စရာသိမကြံတော့လို့စောစောစီးစီးရိတ်။နေပူချင်းအိမ်ပြန်သမင်းစားခါဆန်းကြချင်းရောက်သွားလေလို့အခုလိုဆုံဆုံညီညီတွေ့ရတာပြောစရာကောင်းလာတယ်လေ။အတူပါတဲ့ကိုအောင်ကျော်မူတောင်မှထပ်တူပြောမိတဲ့။တူတူမတွေကအစားတော့သူတို့ဦးလေးကိုနည်းနည်းစိမ့်သလိုလိုသူတို့မိဘတွေကဟဲ့အဲ့နို့ဦးလေးနေမင်းမောင်ဆိုပြီးဆွေမျိုးဆက်ပြပါရထုံးမုံဦးလမ်းမုံမူတွေအဖောက်ခိုင်း ကလေးတွေခြကြွေးတော့ကြာကြာစင်းနေမရလိုက်ဘူး။သူ့ချမ်းမြေ့တတူရောင်တစ်ချစ်တဲ့ကင်မရာလေးကလည်းတူတူမတွေကိုသူနဲ့ပိုရင်းနေသေးတယ်လေ။ကလေးတွေသူတို့ပုံသူတို့ကင်မရာဖင်မှာပြန်မြင်ကြရတဲ့အခါပြုံးလို့ပြောလို့တွေ့ကစားစင်းနေမယ်အခုတော့သူတို့ဦးလေးအနာသူတို့ပုံရိပ်ကိုအတင်းတူဝေပြီးဝိုင်းကြည့်ကြတာကိုကြည်နူးစရာ။ဘယ်ကလေးကကင်မရာဖင်မှာလာပေါ်တဲ့သူတို့ပုံရိပ်ကိုသဘောမကျဘဲနေပါမလဲ။အစကလူကြီးတွေကိုဈေးတုံးရင်ပေးပြီးတော့မှကလေးတွေကိုမုံပိုးပေးမလို့ ဒါပေမဲ့ချစ်စရာကောင်းတဲ့တူတူမလေးတွေကိုကြည်ပြီးသူ့အစီအစဉ်ပြောင်းပြန်လှန်လိုက်တယ်။ကလေးတွေကိုအရင်ပေးတယ်၊ငုံဘိုးပေးရင်စာကျိုးစားဖို့လိမ်မာဖို့ဆုံးပါတယ်။အကိုအမတွေကကိုချင်းမြင့်နဲ့အသက်အရွယ်တိတ်ကွာလှသူတွေမဟုတ်ဘူး။အစိုးတကွင်းစီမပူပွေဥဝယ်ပေးလိုက်တဲ့တမိန်တထဲစီနဲ့ဈေးသုံးရအောင်ကြော့လိုက်တယ်။ကြော့ရင်မနှက်ပြန်ဆွန့်ကပ်ပွဲကိုလာခဲ့ဖို့လည်းဖိတ်တယ်။ဇုံမြောင်းတော်လေးတွေမပြောင်းလဲတာလား။သူငငယ်ရပေါ်လုံးသွားကန် လူမျိုးလက်သွားခဲ့တဲ့ရွှေဘုံသားကရောဘာတွေပြောင်းလဲနေပြီလဲအင်ဂျီတွေတိုးနေရောပေါ့ဒူဒူမတွေလက်ဆွဲပြီးကန်းဆက်ကိုဆင်းနေတယ်စစ်တောင်းကြီးရဲ့မြေကျိုးအင်ကြီးချားနေတဲ့ရွှေဘုံသားလည်းဘာမှထူးထူးခြားခြားပြောင်းလဲပုံမရဘူးငါပေါ်ဖားပေါ်အပြူကျိုးပေါ်တဲ့ရွှေဘုံသားရောကလေးကိုသူ့ကန်းကနေလှမ်းမြောင်းငေးနေသူငငယ်ကပိုးပန်းနေတဲ့ကြော့ကြော့ကတော့အင်းနောင်ရသားကြသွားပြီခဲ့အောင်ကျော်မှုတစ်ခါကပြောမှုတော်သတိရတယ် သူကအချိန်မကြာသေးလို့ရုန်းကန်နေချိန်မှာကြော်ကြော်ကအကြောင်းဖျားလေးနဲ့အကြောင်းဖက်ပေါင်းဖက်မိတယ်။ဟိတ်ကောမင်းကြော်ကြော်တော့လင်းကောင်းထောင်းအောင်ရသွားပြီ။မင်းကိုမယူတာမှန်တယ်ဆိုတဲ့စကားတွေပြန်ကြားရောက်မိတယ်။အီအီကတော့အပြိုကြီးဘွားနဲ့ဖရုံမှာအကြောင်းဖျားမှာလုံနေတယ်။ဆီယမအပြိုကြီးကစအတင်းပြတော်ဆိုပဲ။ရွှေမိကတော့ရွာမှာပဲအင်ဂျင်လေးဖွင့်ပြီးမိကိုဖောက်ရီကိုလှုပ်ကျွေးနေတယ်။ဒူလေးတွေဒူမလေးတွေကတန်းဆန်မှာကလေးဘွားလွတ်လွတ်လပ်လပ်ကစားနေကြချိန်မှာ သူ့စိတ်တွေကလာကြတာညတွေမှာရွှေပုံတော်မက်ဒလင်သွားတီးကြရင်ဖိုဖိုတန်ပေးခဲ့ကြရှောက်ပြန်တန်ပေးကြတာတွေညနေတိုင်းဘောလုံးသွားခံခဲ့ကြတာတွေပြန်မြင်ယောက်ျားယောက်မီတယ်တကယ်တော့ပဇော်မြောင်းနဲ့ရွှေပုံသားဆိုတာနှစ်ရော့တရွာမဟုတ်လားဟောဒီစစ်တောင်းမြေကျိုးအင်ကြီးကကြားခံမနေရင်ကြွကြော်ရောစပင်ရှိကြီးနဲ့လားကလေးတွေပဲနှောက်ရနေမှာပါလေသားစချားတာတွေပါလေတည်တံကောင်းရင်သူတို့ရဲ့ဘောလုံးကွင်းက ဝလုံးကိုတိုင်းလေးလဲခုချိန်ဆိုရင်တိသားကိုတိုင်းဖြစ်နေတော့ပြီ။ကျောင်းဆရာမအီအီနဲ့သာသူအိမ်အောင်ကြခဲ့ရင်ဒါမှမဟုတ်ရွှေမိကိုသာသူယူပြစ်ခဲ့ရင်ညတူအိမ်ကမိုးရင်းမှာရေပြင်းကြေးဖြစ်ပေမဲ့အခုလိုအချိန်ခါမှာတော့ရေနေနေတတ်တယ်။ဟဲ့အရင်ကဒီနေရာမှာဝလုံးတရားရှိလေးရှိပါရောလား။သူတို့မက်ဒလင်အတီးသွားရင် ဖြတ်နေကြဝါဒရားလေးပေါ့။နောက်သာသာအင်းရီပြင်မှာလာရိတ်တရားရိတ်နဲ့မက်ဒလင်လက်ကွက်စမ်းသမ်းတွေ့ ပေါင်းဆက်ခဲ့ကြဘူးလေအခုတော့နှွယ်နှောင်းလှပတဲ့တရားလေးမမြင်မိပါလားအော်ဒီတရားလေးနာကစ်တုံးကပြက်လေသလားဂီးကြီးကပဲကြိုက်စားသွားလေသလားဒါမှမဟုတ်အိုမင်းလိုပဲတက်တန်းစီသွားလေသလားရွှေပုံကောင်ညှော်ငေးနေတော့မှဟိုဘက်ကနေကလေးကလေးကစင်ဒီဘက်ကိုလှောလာနေတယ်ကိုဝန်အရင်မှဆောင်ထားတဲ့အမျိုးသမီးတယောက်ကိုဆွေတစုကလိုက်ပို့နေတာထင်ပါရဲ့ ကိုဝင်တွေကတိုက်တိုက်ဆိုင်ဆိုင်ကြော့ကြော့လေးလားအမျိုးသမီးကကြော့ကြော့တဲ့အများကြီးငယ်ပုံရတယ်လေးလုံးနေတဲ့ကလေးမလေးကလေကိုကမ်းမအသားကတော့ကိုချမ်းမြေသမီးရွယ်လေးပါလားအသားညူညူမြစ်တောင်ပေါ်လေးနဲ့ဒူကလေးဒူမလေးတွေကိုလက်တွဲပြီးအကိုတော်ရဲ့အိမ်ကိုပြန်ခဲ့တယ်တမင်းဘွဲမှာအမိန်သားထိုင်နေတဲ့တငယ်ချင်းကသူ့ကိုခက်မြင်မြင်လောက်ကိုလှမ်းခေါ်နေတယ်ဖိတ်ဆောင်နေပြီလေအဲကောင်းဆောင်လဲလာလို့အေးဝေါ်ထားချက်ထားတဲ့တော့ရဲ့ရဲ့တမင်းဝိုင်းလေးမှာ စေတနာရောင်လေးလဲ့နေရဲ့ဟင်းအမေမများပြီမင်းငပိရေချိုးကောင်းကောင်းမစားရတာကြားတဲ့သူဆိုတော့ပစွန်ချင်းငပိရေချိုးနဲ့တင်ခေါမဖော်နိုင်ဘူးအကိုလေးအရင်လိုဝါဒနာလေးပြန်ထိုးခြင်းနဲ့ဘလောက်ကုန်မှာလဲအကိုလေးကရုတ်တရက်ပြန်မဖြေနိုင်ဘူးခိတတွေးသွားပြီးလက်ရေချိုးတွက်နေရဲ့မိတဲ့ဆက်ကုနဲ့ဘောပင်ပေးစမ်းလို့လဲလှန့်အော်ဘဝစိတ်ကူးနဲ့တွေ့ရတာဟန်ကြောက်အောင်မရအောင် ုချမ်းမြင့်နဲ့ကိုအောင်ကျော်မို့လို့ဓမင်းစာပြီးလဲဆေးပြီးတာတောင်တရားအတွက်ခံမှန်းချက်ကထွက်မလာဘူး။ရင်းနေချမ်းဘူးကိုမှုတ်တော့ပြီးအချိုးဝဲတယ်နေကြချိန်မှာညီလေး။음၄000လောက်တော့ကုန်ပြီလေကွာ။ကိုချမ်းမြင့်စဉ်းစားကအကြာရွေးဝင်မနေပါဘူး။တခဏနဲ့ပဲ။ဒီတရားအတွက်ကျွန်တော်တို့မိသားစုကကုသိုလ်လုပ်မယ်။အခု၄000ခွဲလှူခဲ့မယ်။မလောက်ရင်ဘလောက်လိုမယ်ဆိုတာတယ်လီဖုန်းဆက်လိုက်ပေါ့။ကိုချမ်းမြင့်ရဲ့ဒါနာကန်းကိုကြားရသူအပေါင်းကဝမ်းမြောက်တာလို့ခေါ်ကြရလေ။ ဒီတရင်ကောင်းဟာဘသူမြောင်ရွာသားမကရွာနီးချုပ်ဆက်ကိုတမဟုတ်ချင်းပြန့်နှံ့သွားမှအတိအချပဲကိုချမ်းမြေကိုယ်တိုင်လည်းရွာလေးနှစ်ရွာရဲ့ပေါင်းကူးတရားကိုလှုပ်လိုက်ရလို့ပီတိတွေပွေပတ်တငယ်ချင်းကိုအောင်ကျော်မိုးကတော့ကောင်းတယ်ကောင်းတယ်လို့သာဓုခေါ်နေတယ်တငယ်ချင်းအောင်ကျော်မိုးနဲ့အတူသူလူတန်းလိုက်တဲ့တရားကိုဘယ်နေရာကနေဘယ်နေရာထိဘလိုလေးလှုပ်ရရင်ကောင်းမလဲအရင်နေရာမှာပဲဆက်ထိုးမလားပိုပြီးခိုင်ခန့်အောင်ဘာလို့လှုပ်ရင်ကောင်းမလဲစဉ်းစားရအောင်ကန်းဆက်ကိုတစ်ခေါက်ပြန်ဆင်းလာတယ် ီပင်ရမြတ်စွာဘုရားရှင်မထက်ကသူ့မိသားရှင်ရသေးချင်းသူ့ခန္ဓာကိုယ်တရားဖြစ်ခင်းတာကိုသတိရမိပြီးစက်သိန်းတော့တိတ်ငင်းနဲ့ထမိရဲ့တငယ်ချင်းအောင်ကျော်မူကသူ့ကိုမြေကျိုးအင်းနဲ့လှေးနဲ့တွားကြည့်ပြီးအရင်တရာဟောင်းရဲ့အောက်ခြေမြေဆိုင်ကသားတွေခိုင်းသေးရဲ့လားအစ်စ်လဲလဲဘူးလို့မလားတွားကြည့်ဖို့အကြံပေးတယ်ခုနကပစုံမြောင်းဘက်ကမှနေရိတ်ခိုးနေတဲ့လှေကလေးကအခီးတဲ့၃ယောက်နဲ့အတူရွှေပုံသာကမ်းပတ်စီကူးသွားနေပြီ လေကလေးကိုဘက်ထေးရောက်တော့ကိုအောင်ကျော်မှုစီကလက်ခောက်မှုတန်ရွှေကနေပေါ်လာတယ်။လေကလေးကလည်းခြားကနေပြန်ကြွေပြီးဒီဘက်ကဲမက်ကနေပြန်လှော်လာတယ်။တရာဟောင်းရဲ့တင့်ငုတ်တချို့ရေထဲမှာပေါ်တယ်ဆိုုံလေးပေါ်နေတယ်။လေကလေးကဘေးသာပင်တွေကိုကိုယ့်ပတ်ပြီးတရွေ့ရွေ့ညီးလာပြီးသူတို့ရှေ့မှာထိုးဆိုင်လာတယ်။ဟုတ်ပါရဲ့။ပင်ငယ်ရှင်ကတို့ရှင်ကသူသမီးအရွယ်အသားလေးကညူလဲလဲနဲ့အဖြူကမမနီးပြားဝအပွင့်တေးသေးလေးကြီးချိန်နေထားတဲ့ခါရှေ့ဘလောက်စ်လေးဝတ်ထားတယ်။ ကိုအောင်ကျော်မိုးကလှေပေါ်ကိုတဲ့ရင်တမီးလေးဥလိုဟူပကန်းသွားမယ်ဒါပေမဲ့တရားဟောင်းနာအရင်ပို့ကလေးမလေးစီကဟုတ်ကဲ့ဆိုတဲ့အတန်ကတူးညင်းလွန်းတယ်အင်းရင်ညူညူဘေးအပြင်စိမ့်စိမ့်ဘေးအဝင်ပြပြခက်မှန်းမှန်းရွှေပုံသားရွာကလေးဝါချင်းချင်းရိုးပြက်တွေကိုဟိုစီမှာရွှေချင်းဒေသစီကတောင်နှမ်းပြမှိုင်းမှိုင်းတောင်ဝင်းချင်းကတိတိဆိတ်ဆိတ်ချောက်ချောက်ကက်ကက်နိုင်လာပြီမဲ့ ။တရားလူရှင်ကိုချမ်းမီကတော့ကို့ပြည်ဒီနဲ့ကိုအပြောရိအပြုံးမီရှင်မသူ့ဘွက်ပွိပိုက်လာတယ်လေ။လူရှင်ကသူ့သမီးအေးချမ်းတီတီအရွယ်လောက်လေးပါလား။သူတို့ထိုင်ပြီးကြတော့ကလေးမလေးကသူ့ဒူးစစ်လောက်ရောက်နေတဲ့သူ့စကတ်အစိမ်းလေးကိုဆွဲဖုံးလို့ရတယ်လို့ဆွဲဖုံးလိုက်ရင်လေကလေးကိုတက်နဲ့ထိုးပြီးကိုွေနေတယ်။အော်မျက်နှာဝိုင်းပုံကမအိနဲ့တူးတလုံးလုံးမျက်လုံးလေးကကြော့ကြော့နဲ့တူးတလုံးလုံးသူပိုးပန်းငယ်ဘူးသူတွေနဲ့သွေးသားများတော့ဆက်လေးသလား။ ဒီကလေးကရွှေပုံသားလားပစုံမြောင်းကလားပစုံမြောင်းကဆိုရင်ဈေးပိုင်းကလားငမီဘလို့ခေါ်လဲတမီခိုင်နှင်းဝီတမီတေရွာကလည်းရွှေပုံသားအတန်ခတ်တိုးတိုးတီတီငင်ငင်ပဲဖြစ်ရဲ့အသက်ရောဘယ်နှနစ်ရှိပြီလဲ7နှစ်နှခမ်းမလေးစိရပွင့်နေဆိုုံလေးပွင့်နေတမီလေးမိဘတွေကဘယ်သူတွေလဲကိုချမ်းမြေအမေးချင်းသုံးမိကုန်တခုသူ့အစ်မိတ်ဆွေရဲ့တမီလေး ။အိုးပန်းငယ်ဘူးသူတွေရဲ့တမိလေးတော့မခစ်စေချင်တာအမှန်ပဲ။အဖေကြီးမောင်လဲမိကြီးကမှတ်တမ်းရင်ဒေါ်ပါလေးရဲ့ဆိုရယ်စိတ်မျိုးဝင်မိမဲ့ဆက်တနှစ်တမိလော်ခန့်နေရဲ့လေကလေးပေါ်မှာသူတို့မြောက်အမိနာထိုင်လာကြတာတော့တခုခုမှားယွင်းနေတယ်လို့ပဲ။စိတ်ထဲမှာအသက်ရှူလို့မိုးရတယ်လို့လို့ခံစားရတယ်။တမိလေးဖေဖေနဲ့မိမိတို့ကဘာလုပ်ကြတယ်လဲ။ကွင်းထဲမှာလဲရိတ်နေကြတယ် သူ့ရဲ့ညိုနေတဲ့အသားလေးကသူ့ရဲ့လုပ်သက်ကိုပြနေတယ်လို့သူလှော်ခတ်နေတဲ့လှေလုပ်ငန်းမှာယုံကြည်မှုအပြည့်နဲ့လှော်ခတ်နေမှန်းသိတာလားတယ်။သမီးចောင်းပန္တန်းထီနေခဲ့တယ်လဲ။နေတဲ့အထိចောင်းဆက်တဲ့ခြင်းလားဦးလေးចောင်းထားပြီးမင်းလေး။လေကလေးကဒရာဟောင်းရန်တိုင်ခုတွေနာတရွေ့ရွေ့နီးလာနေပြီ။ခိုင်နှင်းဝေစီကချစ်စရာအပြုံလေးပေါ်လာတယ်။သူဖြေတန်းကအရင်မျိုးဝင်တွေအဖြစ်တဲ့အသက်မဆိုးသလောက်လေးကျဲတယ်။ကျောင်းနေကျင်သေးတယ် ဖေတို့အမေတို့လိုက်ပြောပေးရမလားတနေ့ကိုကျောင်းစီဘလော့ကုန်တယ်လဲအဆက်မပြတ်မင်းမိတယ်မျိုးလုံးတွေဆိုရှွန်းလာတဲ့သမီးလေးကအတန်းဟာတိတိတော်တော်နှိမ့်ပြီးတိမ်ဝင်သွားတယ်နေလို့မရတော့ဘူးဘာလို့လဲအလုတ်လုတ်ရမှာဘာလို့နေလို့မရလဲမောင်နှမတွေအများကြီးမှုလို့လားကိုချမ်းမြေတိကျင်လို့စူဆန်းတော့ငါးယောက်မွေးတာတယောက်သေးသွားပြီတဲ့အငယ်ဆုံးမောင်လေးပဲကြောင်းနေတော့တယ် ကျန်တဲ့သူ့အကိုနဲ့အမကလည်းအလုပ်ခွင်ကိုရောက်နေကြတယ်။အခုလိုလှိလော်နေတာတနေ့ကိုဘယ်လောက်ရတယ်လဲသမီး။တခါတလေတထောင်တချို့ရက်တွေမှာ1400 1500ရတယ်။ကိုချမ်းမြင့်မေးတာတွေဖြစ်ရင်နှုတ်ခမ်းနဲ့မိတော်ဝိုက်ကစို့နေတဲ့ချွေးသားတွေကိုသူအင်းကြီးလက်မောင်းလေးနဲ့တင်းလိုက်တယ်။စပင်လေးကိုတတရရဲ့ပြီးထားပြီးထထမြင့်မြင့်ရှိမဲ့ပုံပေါက်နေတဲ့ခိုင်နှင်းဝီကိုသူမမေးချင်တဲ့မေးကိုမေးရတော့မယ်။ကလေးမလေးတမိကိုတထောင်1500ရနေရှာတာ။ သူ့ကိုယ်သူရှင်အလူရှင်ကြီးလှုပ်ပြီးတရားထုတ်ပုံဝီလူခဲ့ပြီ။တမီဥကလည်းဒီမှာအရင်ကရှိတဲ့ဝလုံးတရားအဟောင်းလေးပြန်ဆောက်ဖို့သက်ဆံလူခဲ့တယ်ဆိုရင်ခိုင်နေဝီမလို့ခံစားရမလဲ။ခိုင်နေဝီမျက်စိမျက်နှာတစ်ချက်ပြတ်သွားတယ်။လေတံတဲ့တဲ့လေးနဲ့ဖြေတယ်။တမီတို့စိတ်ဆင်းရဲရမှာပေါ့။ကိုချမ်းမြေမချမ်းမမြေခံစားလိုက်ရတယ်။ညီပူလေး အဆုံးတည်နားဆင်ပေးခဲ့ကြတဲ့အတွက်တိုးတယောက်ချင်းဒီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်အားလုံးပြီးခင်ကျေးမှာကြပါစေ thank you